နားစင်တရက်နေ့နဲ့16ရက်နေ့ရောက်တိုင်းထိုင်းနိုင်ငံတဝန်းလုံးအပြင်ထိုင်းရောက်ရှေမြန်မာတို့ရဲ့ရှင်ကိုလှောက်ခတ်စေတဲ့ထိုင်းတီဟာဘယ်ကစခဲ့တာလဲလူတိုင်းထီဟိုးကြတယ်ဒါပေမဲ့ဒီထီရဲ့တမိုင်းကြောင့်ဟာရိုးရိုးရှင်းရှင်းဝေကြီးကိစ္စတခုတော့မဟုတ်ဒါဟာဘရင်တွေရဲ့ ပျော်ပွဲရွှင်ပွဲတွေကနေစခဲ့တဲ့အန်ဩစရာကောင်းတဲ့ဇလန်းတပုတ်ဖြစ်တယ်။ထိုက်တီစတင်တဲ့အချိန်ကိုပြောရရင်1884ခုနှစ်ကိုပြန်သွားရပါမယ်။အဲ့ဒီအချိန်ကထေရှားပြီးကြော်ကြတဲ့ဘယင်ယာမငါချူလာလောက်ကုန်းဟာထီကိုရံပုံဝင်ရှာဖို့ထက်သူ့ဝင်းနေပွဲတော်ကို ီးစီကားဖို့လူတွေကိုဖျော်ဖြေဖို့အတွက်စတင်ထုတ်ဝေခဲ့တယ်။ပထမဆုံးထီကိုတော်ဝင်ကိုရတော်တွေကိုပဲလှုပ်ခွေပေးခဲ့ပြီးစုငွေတွေကလည်းနိုင်ငံခြားကနေတည်လာတဲ့ပစ္စည်းတွေကုန်တွယ်ရေးအတွက်အထောက်အပံ့တွေဖြစ်တယ်။ထီပေါက်ရဲ့သူဟာပတ်စံမရဘူး။ ဒါပေမဲ့ငွေမရပေမဲ့နိုင်ငံရကပစ္စည်းကောင်းတွေစီးပွားရေးအခွင့်အရေးတွေရခဲ့တာပါဒါဟာအပျော်ကနေစခဲ့တဲ့တကယ့်ကိုထူးဆန်းတဲ့ကန်ဆမ်းမန်ပွဲတော့ဖြစ်တယ်ဒါပေမဲ့ဒီလိုပြောရကောင်းတဲ့ကိစ္စဟာဘယ်အချိန်မှနိုင်ငံရေးနဲ့စီးပွားရေးကိစ္စဖြစ်သွားတာလဲအဖြေကတော့1933ခုနှစ်ပါ အဲ့ဒီ1933ခုနှစ်မှာထိုင်းနိုင်ငံအခြေအနေကပြောင်းလဲသွားခဲ့တယ် အစိုးရကနိုင်ငံအတွက်ငွေကြေးအရင်းအနှီးတွေလိုအပ်လာတာကြောင့်ပျော်ရွှင်စရာပွဲတော်ကိုတရားဝင်အဖြစ်ပြောင်းလဲလိုက်ပြီးအစိုးရကဥပဆောင်လောက်ကင်တော့တာပါပဲအဲ့ဒီအချိန်ကစပြီးထီရောက်ရငွေရဲ့အချိုးအစားအများစုကိုပြည်သူ့ကျန်းမာရေးပညာရေးနဲ့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေအတွက်စတဲ့တုံးဆွဲခဲ့တယ် ပြောရရင်တော့ထီထိုးတဲ့လူတိုင်းဟာသူတို့နိုင်ငံကိုပါအဖက်တလန်းကနေကူညီပေးနေကြတာပါပဲ။နောက်ဆုံးတော့အခုလက်ရှိကျွန်တော်တို့တည်တဲ့စနစ်ကိုရောက်လာတာပဲ။1984ခုနှစ်မှာအစိုးရထီရုပ်ကိုတရားဝင်ထူထောင်ပြီးလက်စင်တရားနည်းနဲ့16ရက်နေ့မှာထီဖွင့်ရမယ်ဆိုတဲ့စနစ်ကိုပုံသေးတတ်မှတ်လိုက်တယ်။ အဲ့ဒီတရက်နေ့နဲ့16ရက်နေ့ဟာထိုင်းလူမျိုးတွေရဲ့လာသာထုတ်ရက်နဲ့နှီးဆက်ပြီးထီရောက်အားတက်ဖို့အတွက်အစိုးရကစဉ်းစားထားတဲ့စီးပွားရေးနည်းပြူဟာလည်းဖြစ်တယ်။အခုဆိုရင်ထိုင်းတီဟာပျော်ပွဲရှင်ပွဲကနေစတင်ခဲ့ပြီးနိုင်ငံအတွက်မရှိမဖြစ်တဲ့ငွေကြေးအရေးအမြစ်တစ်ခုဖြစ်လာခဲ့ပါပြီ။ โอเคဒီဗီဒီယိုလေးကတော့ထိုင်းကီတမိုင်းရောက်ကိုသိကျင်တဲ့မိတ်ဆွေအတွက်ကျွန်တော်လေးလာထားရတဲ့လို့ပြန်လဲပြောပြခြင်းဖြစ်ပါလေဒီဗီဒီယိုလေးကိုတဘောကြတယ်ဆိုရင် like လေးပေးပြီးကျွန်တော်ရဲ့ channel ကို subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ